ကိုလူတို့နိုင်ငံပေါင်းစုံဗဲနိုင်ငံပေါင်းပဲနေနေပတ်ဆက်အလွယ်တကူဆောင်လို့ရမယ့် APP လေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်ခလေတူဝဲလဲတွေနဲ့ပတ်ဆက်ထုတ်ယူလို့ရပြီးတော့ပေနီယာဘိုင်းနေနဲ့လည်းပတ်ဆက်အလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်ငွေထုတ်ထားတဲ့ပြည်စာနဲ့အတူတရားရခိုင်နှုန်းပေးချောက်ကိုဒီမှာကျွန်တော်တည်တည်ပြချေးပဲဖြစ်ပါတယ်အငွေထုတ်နည်းကိုပေါ်တော့အသေးစိတ်တိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးပါဒါမှကိုလူတို့နားလဲတော့ပေါင်းမှာပဲဖြစ်ပါတယ်ဒီကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကို ိုင်အဲဆယ်လေးလောက်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် โอเคဒီ app လေးကဆိုရေလောဝတေရရခိုင်နှုတ်ပေးเจ้าကိုဒီမှာပတ်ဆက်ထောက်ယူထားတဲ့ပြည်စော်လေးတွေကိုကိုလူတို့မြေတွေ့ရမှာဖြစ်ပါတယ်ဒီ app လေးကဆိုရေကျွန်တော်တို့ဒီခလေတူဝန်လက်တွေနဲ့လည်းပတ်ဆက်ထောက်ယူလို့ရပြီးတော့ပေနီယာဘိုင်းနေနဲ့လည်းပတ်ဆက်ထောက်ယူလို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီ app လေးကိုရယူမယ်ဆိုရေကိုလူတို့ကကျွန်တော်ပေးထားတဲ့လေးခန်းဒီတစ်ချေဝေလိုက်ပေါ့နော်ကျွန်တော်ပေးထားတဲ့လေးခန်းဒီတစ်ချေဝေလိုက်ပြီးဆိုရေဒီနေရာလေးကိုရလာမှာဖြစ်ပါတယ်ဒီ app လေးကိုကျွန်တော်တို့ဘလောက်စားကနေလဲအတုပ်ပြူလို့ရလို့ ို့ APP ကို download ဆွဲပြီးတော့လည်းကစားလို့ရမှာဖြစ်ပါတယ်။ Okay ဒီနေရာလေးကိုရောက်လာပြီဆိုရင်ဒီ August stance ဝင်နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့။ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာခဏလေးစောက်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကဒီမှာ APP လေးကို download ဆွဲမှာမို့လို့အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ပြီဆိုရင်ဒီအောက်ကကျွန်တော်တို့ Google Play ကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့။ ဒီလိုနှိပ်ပေးလိုက်ပြီဆိုရဲကျွန်တော်တို့ကဒီမှာ Google Play Store တဲ့ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်စီလာပြီဆိုရဲကျွန်တော်တို့က app နှိပ်လေးကိုတိတ်ချကြည့်ပြီးတော့ app logo လေးကိုတိတ်ချကြည့်ပြီးတော့ဒီ app လေးကို install လုပ်ပေးလိုက်ပါ install လုပ်ပေးလိုက်ပြီဆိုရဲ open ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးကိုကျွန်တော်တို့ဒီ post စကွေလေးတဲ့ကိုရောက်စီလာပြီဆိုရဲဒီကလေးတဲ့ကိုတချေဝေးလိုက်ပါဝေးလိုက်ပြီဆိုရဲဒီနေရာလေးကိုမရောက်လာခင်မှာကိုလူတို့ကဒီ Google account နဲ့ account ပြုလုပ်ပေးလိုက်ပါ account ပြုလုပ်ပေးလိုက်ပြီဆိုရဲဒီမှာသူပေးထားတဲ့ဒီ game လေးတွေကိုတွေ့ရအောင် ဖြစ်ပါတယ်။ပတ်ဆက်ထုံဒီကိုမပြောပြခင်မှာဒီဂိတ်လေးတွေအချောက်ကိုကျွန်တော်ဒီအနှံ့ငယ်ဆက်ပြပေးချေပါတယ်။ Okay အပေါ်မှာဆွဲကျွန်တော်တို့ဒီတူပေးထားတဲ့ဂိတ်ပေါ့နော်ဒီမှာဆွဲကျွန်တော်တို့ရရှိလာမယ်ဒေါ်လာပမာဏလေးကိုပြပေးထားချေဖြစ်ပါတယ်။ဒီထက်ကိုကျွန်တော်တို့တစ်ချဲဝေလိုက်မယ်ဆိုရဲဒီမှာပေါ့နော် သူပေးထားတဲ့ message အလိုက်ကျွန်တော်တို့က꽌လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကသူပေးထားတဲ့ message တွေအလိုက်ပေါ့နော်ကစားပေးမဲ့ဆိုရင်꽌လေးတွေအလွယ်တကူရရှိလာမှာဖြစ်ပါတယ် okay ဒီအောက်မှာဆိုရင်ဒီကောင်လေးထက်ကိုကျွန်တော်တချက်ဝယ်ကြည့်လိုက်မယ်ပေါ့နော်ဝယ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာသူပေးထားတဲ့ဂိလေးတွေကိုအများကြီးမြင်သွေးရမှာဖြစ်ပါတယ်ဒီထဲကနေသူပေးထားတဲ့ဂိလေးတွေကိုကျွန်တော်တို့ကစားမဲ့ဆိုရင်꽌လေးတွေရရှိလာမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆိုရင်ကျွန်တော်တို့ဒီမှာအဲဒီထက်ကနေပေါ့နော်ဒီကောင်လေးထက်ကိုကျွန်တော်တို့တချက်ဝယ်လိုက်မယ်ဆိုရင် ဲ့ဒီမှာလဲသူပေးထားတဲ့ဒီဂိတ်လေးတွေကိုမြေသွေးရမှာဖြစ်ပါလဲပေါ့နော်ဒီမှာဆိုသူပေးထားတဲ့ဒီအာ site တွေအများကြီးမြေသွေးရမှာပေါ့နော်ကိုလူတို့အစပီယာ site လေးထဲကိုဝယ်ပြီးတော့လွတ်တူကိုဂိတ်လေးတွေကစားလို့ရမှာဖြစ်ပါတယ်ဒီအောက်ကကောင်လေးကိုကျွန်တော်တို့ဒီ passport လေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့နော် passport လေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကတရေတခါဒေါ်လာလေးတွေကိုရယူလို့ရမှာဖြစ်ပါတယ်တရေပြီးတာနဲ့ကျွန်တော်တို့ကသူပေးထားတဲ့ဒေါ်လာပမာဏအလိုက်ရရှိမှာပဲဖြစ်ပါတယ် okay ဒီထက်ကနေရရှိလာတဲ့ကျွန်တော်တို့ ကွာလေးတွေကိုပတ်စာထုံးမဲ့ဆွေးဒီအောက်ကကျွန်တော်တို့ဒီ exposure လေးကိုတက်ချင်းနှိပ်ပေးလိုက်ပေါ့နှိပ်ပေးလိုက်ပြီးဆွေးဒီမှာကျွန်တော်တို့ပတ်စာထုံးယူလို့ရမယ့်နေရာနှစ်နေရာစီမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမတစ်ခုကဆိုရဲဒီခလေးတို့ wallet တွေနဲ့ပတ်စာထုံးယူလို့ရပြီးတော့ဒုတိယတစ်ခုကဆိုရဲကျွန်တော်တို့ဒီ game diamond တွေနဲ့ပတ်စာထုံးယူလို့ရမှာဖြစ်ပါတယ်ခလေးတို့ wallet တွေနဲ့ပတ်စာဘယ်လိုထုံးလို့ရလဲဆိုတာလေးကိုပဲကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရဲပေါ့နော်ဒီပေနီယာနဲ့ပတ်စာထုံးယူလို့ရမယ်ဒီဘိုင်းနေနဲ့လည်းပတ်စာထုံးယူလို့ရမှာဖြစ်ပါတယ်ပေါ့နော် ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ပတ်ဆက်ထုံးမယ်ဆိုရင်ဘာနဲ့ပတ်ဆက်ထုံးရဲ့ SCP နိုင်မလဲဆိုတာလေးကိုတစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီထဲကနေပတ်ဆက်ထုံးမယ်ဆိုရင်ဒီ အတော့ကိုင်းနဲ့ပတ်ဆက်ထုတ်တာကပို့ပြီးတော့အစစ်ပြေတာပေါ့နော်ဒီကောင်ကဆွေကျွန်တော်တို့ဒီ Fiji လေးကလောကမပေးရပါဘူးဒါကျွန်တော်တို့ပတ်ဆက်ထုတ်မဲ့ဆွေဒေါကိုင်းကိုပဲပတ်ဆက်ထုတ်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ဒီဘိုင်းလေးကိုတစ်ချက်ရွေးလိုက်မဲ့ဆိုရင်ဒီမှာခဏလေးနဲ့ပေါ့နော်ဒီအောက်မှာဆိုရင်ဘိုင်းလေးကျွန်တော်တို့ BAV Fiji ကို paste ချောင်းရမှာဖြစ်ပါလေဟုတ်ပြီဒီတဲကနေကျွန်တော်တို့ဒီ US USDT နဲ့ကျွန်တော်တို့ပတ်စပ်ထုံးမယ်ဆိုရင်ဒီမှာငော USDT ကိုကျွန်တော်တို့က Fiji အနေနဲ့ပြီးဆောင်ရမှာဖြစ်ပါတယ်ပေနီယာနဲ့ပတ်စပ်ထုံးမယ်ဆိုရဲကျွန်တော်တို့ဒီမှာဆိုရဲပေါ့နော်လောက free ချင်းမပေးရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ကပတ်စပ်ထုံးမယ်ဆိုရဲကျွန်တော်တို့ကဒေါ်ကွိုင်းတို့မဟုတ် ပေါ့နော်ဒီ ပေးနီးယားနဲ့ပတ်စံထုတ်ကပို့ပြီးတော့ကောင်းမွန်ဖြစ်ပါလေ။ Okay ကျွန်တော်တို့ပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒီတကယ်လို့ဒေါကွိုင်နဲ့ပတ်စံထုတ်မယ်ဆိုရင်ဒေါကွိုင်လေးကိုတစ်ချေရွေးလိုက်ပါ။ရွေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ address ကိုထည့်ပေးရမှာဖြစ်ပါလေ။ဒီ address ကဆိုရင်ကျွန်တော်တို့ဒီ Kolito H ဘက် H ကမဆုပ်ပေါ်တော့အလွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်။ဘိုင်းနေကလည်းကျွန်တော်တို့တွားယူလို့ရမှာဖြစ်ပါတယ်။ဘိုင်းနေကနေကျွန်တော်တို့တွားယူမယ်ဆိုရင်ဘိုင်းနေအကောင့်လေးထက်ကိုတစ်ချေဝယ်လိုက်ပါ။ Wilayah bisu dimakan oleh sapi lepono, sapi lebih suci. Nah, duga di agak es ဒီအောက်က assess when နေရာလေးကိုတချင်းနှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီပိုးစေးနေရာလေးကိုတချင်းနှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီအပေါ်မှာကျွန်တော်တို့ software တဲ့နေရာလေးမှာပေါ့နော် DOGE ဒေါ်ဆိုပြီးတော့ရိုက်ချပေးရမှာဖြစ်ပါတယ်ဒီ OGE ဒေါ်ဆိုပြီးတော့ရိုက်စပေးလိုက်ပေါ့ဒီမှာဒေါ်ကွိုင်လေးကကျွန်တော်တို့အပေါ်ဆုံးမှာရောက်စီလာမှာဖြစ်ပါတယ်ဒီဒေါ်ကွိုင်လေးထက်ကိုကျွန်တော်တို့တချင်းဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ကဒီဒေါ်ကွိုင်လေးတွေကိုကျွန်တော်တို့ဒီအောက်က wallet ကိုယူပေးရမှာဖြစ်ပါတယ်ဒီဒေါ်ကွိုင်ပေါ့နော် ဒေါကွန်ဆိုတဲ့ဒီ wallet တွေကိုကျွန်တော်တို့ယူပေးလိုက်မဲ့ဆိုရင်ဒီမှာဒေါကွန် wallet ကိုကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ရရှိလာပြီဆိုရင်ကျွန်တော်တို့ကဒီ address ကို copy ယူပြီးတော့ခုနနေရာမှာကျွန်တော်တို့ပေးချပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာလေးမှာဒီမှာ address ဆိုတဲ့နေရာလေးကိုတက်ချင်းနေပေးလိုက်ပါ address ဆိုတဲ့နေရာလေးကိုတက်ချင်းနေပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ paste ချပေးလိုက်ပါဒီအောက်က address ဆိုတဲ့နေရာလေးကိုတက်ချင်းနေပေးလိုက်ပါ โอเคဒီလိုနိုင်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ address ကဆိုရေပေါ်တော့ဒီမှာ save ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ email ကိုသူကကုတ်ပို့ပေးมาဖြစ်ပါတယ်โอเคကျွန်တော်တို့ရဲ့ email လေးကိုကျွန်တော်တို့ဒီမှာကုတ်ကြလာပြီဆိုရင်ဒီကောက်လေးထက်ကိုတစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာကုတ်ကြလာတာလေးကိုကျွန်တော်တို့က copy ယူပေးလိုက်ပါ copy ယူပေးလိုက်ပြီဆိုရင်ခုနနေရာလေးမှာကျွန်တော်တို့ကုတ်တွားထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပေးချပေးလိုက်ပါတော့ โอเคပေးချပေးလိုက်ပြီဆိုရင် conference ရဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ address ကဒီမှာ successfully ဖြစ်သွားပြီဆိုရင်ဒီမှာအပြေကိုပြထွေးလိုက်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ address ကဆိုရင်ဒီနေရာလေးမှာ conference ဖြစ်သွားပြီဖြစ်ပါတယ်ဒီအမှဆိုရင်ကျွန်တော်တို့ရရှိလာမယ့် quite ပမာဏလေးပဲဖြစ်ပါတယ်ဒီ quite ပမာဏလေးကိုပတ်စံထုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ read the all ဆိုရင်နေရာလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ quite ပမာဏလေးတွေကဒီနေရာလေးမှာပြပေးထားမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ပတ်စံထုံးမယ်ဆိုရင်ဒီမှာ doc ကွိုင်းတထောက်လို့မှာဖြစ်ပါတယ်ဒေါကွိုင်းတထောက်ပြီးတော့ ਨੇ ပတ်စံဆော့ဆော့တဲ့ထောက်ယူလို့ရမှာဖြစ်ပါတယ်ဒီလို address ကိုကျွန်တော်တို့ထည့်ပြီးပြီးဒေါကွိုင်းလည်းကျွန်တော်တို့တထောက်ပြီးသွားပြီးဆိုရဲ့အလွယ်တကူပတ်စံထောက်ယူလို့ရမှာဖြစ်ပါတယ်ဒီလိုပြီးသွားပြီးဆိုရဲ့ဒီအောက်ကကျွန်တော်တို့ conference နေရာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ပတ်စံထောက်ယူခြေကအောင်မြင်သွားမှာဖြစ်ပါတယ်ပတ်စံထောက်ယူခြေအောင်မြင်သွားပြီးဆိုရဲ့ဘာပြလဲဆိုတာဒီကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီလိုပတ်ဆက်ထုတ်ယူလိုက်ပြီဆိုရဲဒီညလေးမှာကျွန်တော်တို့ဒီအမ် ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ကဒီမှာပေးမဆိုရဲကျွန်တော်တို့တုတ်ရဲ့အတွေမှာသူကပေးမယ်လို့ပြောထားချိပဲဖြစ်ပါတယ်တော့ quoi ပမာဏလေးကိုဒီမှာပြပေးထားမှာဖြစ်ပါလေဒီမှာဆွေး quoi ပမာဏလေးပေါ့နော်ဒီအောက်မှာဆွေးကျွန်တော်တို့ဒီ free g ပေါ့နော် free g ကဆွေးကျွန်တော်တို့ဇီတို့ပဲပေးစာရမှာဖြစ်ပါတယ် okay ဒီလိုအနေထားနဲ့ကျွန်တော်တို့ပတ်စံထုတ်လိုက်ပြီးဆိုရဲဒီမှာကျွန်တော်တို့ကဒီလို paste လေးကျွန်တော်တို့ အပြောက်သွားပြီးဆိုရင်ကျွန်တော်တို့ရဲ့အကောင့်လေးထဲကိုပတ်စံကဝင်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီပင်နီးယားနဲ့ပတ်စံထုတ်မဲ့ဆိုရင်ပင်နီးယားလေးကိုကျွန်တော်တို့တစ်ချေဝယ်လိုက်ပေါ့ဝယ်လိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က add rate ကိုထပ်ပေးရမှာမို့လို့ဒီကောင်လေးနောက်ထပ်ဗီဒီယိုမှာကျွန်တော်ငွေထုံးရဲ့အတူထပ်မှန်ပြောပြပေးသွားမှာဖြစ်ပါတယ်